ရှေလိုလီပြည့်သောအခါဘုရားလုံးသည်ကြီးဖြစ်၍ကြီးအပေါင်းရှေဆောင်ချံရန်လျက်တုတ်တန်ကြီး၌နေခဲ့လေ၏တနေ့တနံဘာရာဏသီမေ၏ဘရောဟိတ်ပုံနာတယောက်သည်မြစ်ဆိတ်မှရချွေ၍ မြို့တွင်သို့ဝင်လာလိ၏ထိုအခမ်းမြို့တကားဤတိမ်ဖြာ၌နာနေသောကြီး၎င်းရှိလေ၏ထို၎င်းထဲမှတကောင်သည်ပုံနာဤဥကောင်ထဲ၌မစင်စွန့်ချရန်အာထုတ်လေ၏အဖို့ကြီးကအစိုးရသောသူနှင့် ယံဘက်မပြူရန်နှင့်၎င်းတို့အမျက်ထွက်သည်ရှိသောဘေးဒုက္ခရောက်နိုင်ကြောင်းပြောလေ၏သို့သောထိုကြီးသည်နာမထောင်ဘဲမစင်စွန့်ချလေတော့၏ပုံနာသည်အမျက်ထွက်သည်ဖြစ်၍ကြီးတို့အပေါ်၌ ယံညူဖွဲ့လီတော့ဤအခါတပါ၌စဘာတို့ကိုနေပူလှမ်း၍စောင့်နေသောမိမှသည်စဘာကိုလာစသောစိတ်အားမင်းစဖြင့်ရိုင်းလိုက်လေ၏မိနှင့်တကွစိတ်သည်စေတင်းကုန်သောပြေဝင်လျာ စင်တင်ကိုရှိစင်တုကိုပါမီလောနာသိလေကိုဤစင်တုကိုစေကုသောစေဆရာတုစီမတတ်နိုင်ကုန်စီဖြစ်၍မေကြီးအားလျောက်ကြကြကိုဤမေကြီးသည်ជីတုအပေါ်ရညှို့ဖွဲထသောပုံနာကြီးအား စေကိုတိပါဤလောဟုမေးလေ၏ဂျီတုအပေါ်ယံညှို့ဖွဲ့ထားသောပုံနာကြီးသည်ဂျီစီကိုရခြင်းကတင့်ဤဟုလျောက်တင်လေ၏မင်းကြီးသည်ထိုသူဖြစ်လေဂျီတုကိုသာ၍အစီကိုယူဆောင်ကုန်လောဟုစေခိုင်းလေ၏ ြည်တို့မှမူအစီမရှိရကအလုံးစုံသောကြည်ပုံတို့ဘေးဒုက္ခရောက်ရကုန်တော့၏ဒုက္ခဖျားလောင်ကြည်မင်းသည်ဘေးဒုက္ခရောက်နေသောဆွေမျိုးအပေါင်းကိုကယ်တင်ရန်ပါရမီတို့ကိုဆင်ခြင်၍မေတ္တာကိုရှိသွားပြုလျက်မင်းကြီးထံ ဝေရောက်ပြီလေအမြဲထိန်လွန်ခြင်းရှိကုန်သောကြည်တို့၌အစီမရှိခြင်းကိုရှောက်တင်လေထို့နောင်မင်းကြီးအားအဂတိမလိုက်ပဲမင်းကြီးတရားနှင့်အညီနေထရန်ဆုံးမခဲ့လေ၏ထိုအခါမှစ၍မင်းကြီးသည် ဖရာလောင်ကြည်မိဆွေမျိုးနှင့်တကွသောအလုံးစုံသောတတဝတုကိုဒီမဲ့ပေးသနာတော်မူခဲ့လေ၏